ဖခင်ရဲ့ကျေးဇူးတို့ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့လေကျွန်တော်တို့အတူတူကစိတ်တက်ကြတော့လဲရှုံးမပီးနေဆိုတော့ကောင်းစဉ်လေးနဲ့ပဲဆက်ပြီးတော့မှအတူတူကဆင်ခြင်ကြဖို့ဖြစ်ပါတယ်လို့ဆိုတော့ဒီနေ့တော့ကျွန်တော်တို့ဘသူရဲ့အသက်တာနဲ့ကျွန်တော်တို့အတူတူကဆင်ခြင်ခြင်းလဲဆိုလို့ရှိရင်ဘာသက်ရှိပါရဲ့အသက်တာနဲ့ဆင်ခြင်ခြင်းပါတယ်ဆိုတော့ သူကတော့နှုတ်ကပတ်တော်ထဲမှာအများကြီးအာတင်ပေါ်တာတော့မဟုတ်ပြီးတော့သူ့အကြောင်းကြည့်လိုက်လို့ရှိရင်တော့အဲ့လိုမျိုးပေါ့ပုံစံလေးတစ်မျိုးနဲ့သွားပြီးမှတွေ့ရတဲ့အနေအထားမျိုးတွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်အလုံးသိတယ်ဆိုတော့ဒါဝိတ်ကရှင်မြင်ဖြစ်ပြီးတော့အဲ့အချိန်မှာတကယ်တော့မလုပ်နေတာလဲဆိုလို့ရှိရင်အာဒီတိုင်းပြည်ရဲ့ဘူချုပ်ပေါ့အဲ့အချိန်မှာရွာပါဘူချုပ်ဖြစ်နေပြီ ဆိုပူကျုပ်တို့ကအံဘုံလူမျိုးတွေသွားပြီးတော့မှစစ်တိုင်နေတာဖြစ်တယ်မြို့ကိုတိန်တော့မှာအဲ့ဒီအချိန်မှာပြည်ကျွန်တော်အဲ့ဒီအချိန်မှာဒါဝိတ်ကနန်းတော်ထဲမှာရောက်နေနောက်တန်းမှာပဲပေါ့နန်းတော်မှာပဲရောက်နေနန်းတော်မှာရောက်နေတဲ့အချိန်မှာဟိုချို့ကြီးပြောတာတော့အချိန်သူ့နေရာနဲ့သူမဖြစ်နေဘူးပေါ့ဆိုတော့ တဝိကလည်းရွာဘောက်ကိုလွှဲအပ်ထားလို့ရလို့ဖြစ်မယ်တင်တယ်ဆိုတော့သူကဒါဟိုလက်လွှဲထားလိုက်ပြီပေါ့နော်သူကတော့နန်းတော်ထဲမှာနေဒါပေမဲ့အဲ့ဒီအချိန်မှာဆိုညပိုင်းဖြစ်တယ်ပြီးတော့မှသူအဲ့ရာကနေထလာတဲ့အချိန်မှာတဲ့ဆိုအရင်လှတယ်ပြောတယ်နော်ဘာသရှိပါအရင်လှတယ်လို့ပြောတာဓမ္မရာဆိုရင်ဒုတိယဆုံးခင်းကြီး7မှာ ငယ်နှစ်မှာကြတော့နောက်တနေ့ညဥ်ရန်၌ဒါဝိဒ်သည်ပြောင်းဆက်ရာမှထား၍နန်းတော်မိုးပေါ်မှဇင်းကြံသွားစဉ်တွင် အလွန်အစင်းလာသောမိန်းမတစ်ယောက်ရေချိုးသည်ကိုမြင်တော်မူ၏ထိုမိန်းမကအဘေသူနီးဟုဆေးလို့၍မေးမြန်းလျင်အီလျံသမီးဟိတ်တိလူဥရိယမယာဘာသေရှိဘာဖြစ်ပါသည်ဟုရှောက်လေသော့ လျှမ်းလာတယ်သူကြည့်တယ်သူတော့မေးခိုင်းလိုက်တယ်မေးခိုင်းလိုက်တဲ့အခါမှာကိုကနေပြောလိုက်တယ်ဒါဥရိယရဲ့မယားဖြစ်တယ်ဆိုတော့ဟိုလာပြောတဲ့သူကတခါတည်းဒါပြောပြီးသားဆိုတော့အဲ့ချိန်မှာကဂျူးရဲ့ပြည့်ညက်ကရှိထားပြီးသားဆိုတော့သူတို့ဘာသားမရအောင်မပြတ်မရအောင်မိုးရှိရဲ့ပြည့်ညက်ရဆိုလို့ရှိရင်အပြစ်မလို့မရအောင်နော်ဆိုတော့အဲ့လိုပြောတဲ့အရာကို ဒါဝိမင်းရဲ့တိရသားနဲ့ဘာလို့လဲဆိုတော့ခေါ်လိုက်တယ်တဲ့ငယ်လေးမှာတဖန်လူကိုစေလွတ်သဖြင့်ထိုမိမကိုအထံတော်သို့ခေါ်ခဲ့ပြီးရှက်တင်လေထိုမိမသည်အညစ်အကြေးနှင့်စင်ကြယ်အောင်ပြု၍မိမိအိမ်သို့ပြန်ပြီးမှဆိုတော့ဇလန်အိမ်မှာစတာပဲပေါ့နော်ဒါဝိကအာနာကိုတုံးပြီးတော့မှဘာလို့လဲဆိုလို့ရှိရင်ဒီမျိုးသမီးနဲ့ အတူအိပ်ဖို့အတွက်ပြင်ဆင်တယ်။ဆိုတော့စဉ်းစားတယ်ဒီကိစ္စမှာဘာဘာတရှိပါတာအလိုမတူဘူးဗျာ။တကယ်တော့ဒါပါလဲဆိုလို့ရှိရင်မဒိမ့်မှုလေးဖြစ်နိုင်တယ်။ဆိုတော့အတင်းအဓမ္မဆိုရှင်ဘီရင်ကခေါ်တယ်ဆိုတော့ဟိုဖိအားပေးတာပေါ့။ဖိအားပေးမှုကြောင့်ဒါလိုက်ပါသွားတယ်။သူလေးငင်းပါပဲ။ကျမမှာယောက်ျားရှိတယ်။ဥရိယရှိတယ်။ဆိုရှင်ဘီရင်ဆိုတော့လည်းဘာမှပြောလို့ မရတော့ဆိုတော့အဲ့လိုဖိအားပေးပြီးတော့မှသူကဒါအလိုမတူဘဲနဲ့ဆက်ဆံခံလိုက်ရတာဆိုတော့အဲ့ချိန်မှာသူလည်းစိတ်ညစ်မှာပဲဒါကိုချင်းစာကြည့်တာပေါ့လေသူ့နေရာမှာဝင်ခံစားကြည့်ဒါအိမ်တော်ရှိတဲ့အမျိုးသမီးတွေကိုအမျိုးသားကိုချစ်တဲ့အမျိုးသားကိုချစ်တဲ့အမျိုးသမီးတွေအနေနဲ့ဒီကိစ္စကြီးဒီလိုဖြစ်ရတယ်ဆိုတာဆိုတော့တော်တော်တော့အဆင်မပြေဘူးဗျနော် ဘလို့ပဲစဉ်းစားစဉ်းစားဒါကြီးကကောင်းနေမှုတော့မဟုတ်ဘူးဆိုတော့သူလည်းစဉ်းစားမယ်အဲ့ချိန်မှာဘာသာရှိပါလဲဆိုငါဒီလူကြီးဖြစ်သွားရတယ်ကွာဆိုငါယောက်ျားဖြစ်ကျွန်တော်အဲ့ချိန်မှာဥရိယရှီတန်းရောက်နေတာခုနစစ်တိုက်နေတဲ့သူဖြစ်နေတာရှီတန်းမှာငါယောက်ျားပြန်လာလို့ရှိရင်ငါဘလို့လောက်ရမလဲစဉ်းစားပြီးတော့ဒီချိန်မှာသူစိတ်တက်ကြမှာစိတ်ထဲမှာလေစေတနာကြီးတက်ပြီးတော့မှ စိုးရင်ပူပန်မှုတွေနဲ့သူ့ထဲမှာရှိနေမှာဆိုတော့ဒါဘာသာရှိပါရဲ့ခံစားချက်နော်စိတ်ကြကြစိတ်ပြက်မယ်ဟိုမျိုးသားနဲ့ဘလို့ပြန်ရင်ဆိုင်ရမလဲဆိုတဲ့အရာသူမရင်ဆိုင်နိုင်ဘူးပေါ့နော်မတိတော့တဲ့ပုံစံမျိုးလဲဖြစ်မယ်ဆိုတော့အဲ့ချိန်မှာပဲတော့ကျွန်တော်ထင်တယ်အနည်းဆုံးကတော့လနဲ့ချီကြာနိုင်တယ်ဒီတိုင်းတော့မဟုတ်ဒီမှာတော့ဒါဆက်ပြီးရေးလိုက်တဲ့စကားပဲ အငငါကိုရောက်လာတဲ့အခါမှာပရိသတ်ကြီးရှိသဖြင့်ဒါဝိဒ်ထံသို့လူကိုစေလို့၍ကျမ၌ပရိသတ်ကြီးရှိပါ၏ဟုရှောက်လေတော့ဆိုသူဘီနောက်တဲ့တပူထက်ဆင်တာဗျာဒီကိစ္စကကြတော့နှစ်လလောက်ကြာပြီဆိုဒါဝိဒ်ကဘလို့ဂျားထဲမှာလဲဘလို့သွားလဲမသိဘူးဗျာနော်ဒီပုဂ္ဂိုလ်ကဖျားစိတ်တော်နဲ့တွေ့တယ်နော်ကျန်းစာကလည်းကျွန်တော်အဲ့ဒါကိုအရင်သဘောကျတာ ကျန်းစာတကယ်သမာတရားတကယ်ဟိုဒါဝိဆိုတော့ဟိုဣတိလလူမျိုးကြီးတကယ်ဟီရိုပဲဒေးဗစ်ဆိုတာလေတကယ်ဟီရိုပဲဒါပေမဲ့အဲ့ဒီ theme မှာလဲဇာတိရှိတဲ့အတွက်ကြောင့်မလို့သူမှားတယ်ဆိုပြီးဥစ္စာကျန်းစာကလုံးဝမထောက်ထားဘဲနဲ့အရှိအရှိတိုင်းပေါ်ပြထားတယ်လူရဲ့ဇာတိသွေးဆောင်ခြင်းဒီလိုဖြစ်တတ်တယ်ဆိုပြီးဥစ္စာကိုရေးပြထားတာတအားဒီမှာကုန်းကုတ်ကွက်မြင်ရတယ်ဆိုတော့ဘာသာရှင်ဘာအနေနဲ့ နှစ်လလောက်သူနေမယ်သူဘလို့ဒီကြားထဲမှာထပ်ပြီးခေါ်ပြီးတော့များဆက်ဆံခံရသေးလားဒါကျွန်တော်ကျွန်တော်မသိနိုင်ဘူးဒါတွေးကြည့်တာစဉ်းစားကြည့်တာဆိုတော့ဒါနှစ်လလောက်ကြာမှသိရမှာဒီကိစ္စကလေဆိုတော့နှစ်လလောက်ကြာတော့မှသိရမယ်အသိကြပြီဒါလို့ရှိရင်မျိုးတမိတွေအရအဲ့လိုမျိုးပေါ့နော်ဒါကိုယ်ဝန်ရှိရဆိုလို့ရှိရင်ဖြစ်တတ်တဲ့လက္ခဏာတွေပေါ်လာတော့မှတော်တော်ပြောတာပြောတဲ့အခါမှာကျွန်တော်မှကိုယ်ဝန်ရှိနေတေချာသွားပြီဆိုတော့ तू ပို့ပြီးတော့မှ စိတ်ညစ်ရမယ်ဟောဘယ်လိုလုပ်ရအောင်လဲဆိုတာစိုးရင်ဒါကြောင့်ဒီဇက်လန်းကိုကျွန်တော်ပြီထားပြီးသားဆိုဒီအချိန်မှာဒါဝိတ်ကသူပြောလိုက်တဲ့သတင်းစကားအရဒါဝိတ်ကအောင်မှာကြံစီတဲ့ဥစ္စာတွေဆိုဥရိယကိုပြန်ခေါ်ပြီးတော့မှမိမနဲ့တွားပြန်အိတ်ခိုင်းတော်ပြန်အိတ်ခိုင်းတဲ့အခါမှာဥရိယက မပြောင်းနန်းတော်ဘီးနားမှာရှိနေတဲ့ကင်းတဲလို့ခေါ်မှာပေါ့နော်ဆိုတော့ဒီစစ်သားတွေနဲ့အတူတူပဲနေတယ်။ဒါနဲ့ရှင်ဘင်းကခေါ်ပြီးတော့မင်းဘာလို့ပြန်မအိတ်တာလဲလို့မေးတဲ့အခါမှာဥရိယဆိုဘလို့လူမျိုးလေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်ဥရိယဆိုတော့လေစံစာထဲမှာဒီလောက်ပဲနည်းနည်းပါတာပါနေ7ကိုရောက်လာတဲ့အခါမှာဥရိယကတစ်တာတော်နှင့်ဣတိလအမျိုးယူရအမျိုးသားတို့သည် တဲနိုင်နေကြပါ၏။တခင်ယွာဘနှင့်တခင်ကြုံများတို့သည်လွင်ပြင်၌တဲရကြပါ၏။ကျွန်တော်သည်ကိုအိမ်တို့တွား၍စားတောက်လျမရားနှင့်ပျော်မွေ့လျက်နေသင့်ပါမည်လော။ကိုတော်အသက်ရှင်တော်မူသည့်အတိုင်းထိုတို့ကျွန်တော်မပြုပါဟုဒါဝိဒ်အားလျှောက်လေ။ဟာဥရိယရဲ့ဥရိယရဲ့စိတ်သဘောဒါဘာလို့ပြောလဲဆိုလို့ရှိရင် ဗရိညင်တတသူတို့စစ်တိုက်တဲ့ခါဗရိညင်တတယူသွားတယ်။အဲ့ဗရိညင်တတရည်ကြီးမှုမှာရှိနေတာ။ဒီမှာကလေဟိုကျွန်တော်ဘူကျုံနဲ့ကျွန်တော်ရဲဘော်ရဲဘက်တွေအကုန်လုံးကဟိုမှာစစ်တိုက်နေတဲ့အချိန်မှာကျွန်တော်နောက်တန်းပြန်ပြီးတော့မှအိမ်မှာတာတာရံနဲ့သူ့မိန်းမနဲ့ပြန်ပြီးတော့ပျော်ပါနေရမှာလား။သူစဉ်းစားကြည့်ပြရတာ။ဥရိယဆိုတဲ့သူရဲ့စိတ်ဓာတ်ပြီးတော့မှနိုင်ငံပေါ်မှာချစ်တဲ့ အရာဒီမှာအာရှင်ဘီပေါ်မှာထားတဲ့သစ္စာဘလောက်ကြီးမားတဲ့သူလေဆိုလို့ရှိရင်ဆိုတော့ဘာသာရှင်ဘာဒီလိုမျိုးခင်မွန်းတယ်ဝီရတာဆိုဒီလိုစိတ်သက်ရှိတဲ့ခင်မွန်းတယ်သူတို့နှစ်ယောက်ကလေလင်မယားဆိုတာဟိုဒါသူချစ်ချက်ကြလို့ယူထားတဲ့သူတွေပဲတာသမီတော့မရှိသေးဘူးဒီစစ်ပွဲပေါ်လာတဲ့အတွက်ကြောင့်မလို့ သူတွားရတာတွားလိုက်ရတဲ့သဘောမျိုးဖြစ်မယ်ဒါသစ္စာအရင်ရှိတယ်စဉ်းစားကြည့်ဆိုအဲ့အချိန်မှာဒီဒီမှာနော်ဒါဝိတ်ကိုသူဘယ်လိုပြောလိုက်တဲ့ကံမှာဒီဇက်လည်းကျွန်တော်သိမိတာပဲနောက်တော့ကဒါဝိတ်အရက်ဒီထက်တော့စားစရာပြီးကပြန်အိတ်လို့ပြောတော့ပြန်အိတ်တော့မအိတ်တော့သူ့စာရေးပြီးတော့မှရွာပါစီလွတ်လိုက်တယ်ကဲမင်းစစ်သွားပြန်တိုက်လိုက်တော့စာချိတ်ပိတ်တာတော့ဖွင့်ပေါလို့မရအောင်ရွာပါကိုပြောလိုက် ဥရိယကိုစစ်မှုများတဲ့နေရာသွားခိုင်းလိုက်ပြီးတော့မှမင်းတို့အသာလေးပြန်ပြီးနောက်ကျောင်းဆုတ်လိုက်ဒါဆိုတိရယ်တော့အတိဆုံးကြံစီမှုဖြစ်သွားပြီဖြစ်သွားတော့အဲ့ဒီတိုင်လှုပ်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုတော့တိရောဥရိယတိရောဥရိယတိတဲ့အချိန်မှာစဉ်းစားကြည့်ဘာသက်ရှိဘာမှဘာဖြစ်လာပြီလဲကိုုံရှိနေပြီနော်ခင်မွန်းတဲ့တိသွားတယ်ဆိုတော့ ျွန်ပြောနေတာဘာသက်ရှိဘွားအဲ့ဒီအချိန်မှာအရန်စိတ်တက်ကြလိမ့်မယ်အရန်စိတ်ပြက်လိမ့်မယ်ဒါကြောင့်ကျမ်းစာထဲမှာထပ်ပြောပြထားတဲ့အရာလေးကဘာလဲဆိုလို့ရှိရင်ဒါအငွေ26မှာနော်ဓမ္မရာဆိုရင်ဒုတိယဆောင်အငွေ26မှာဥရသီချောင်းကိုသူဤမယာကြားတော့ကခင်မွန်းကြောင့်ငိုကြွေးမြည်တမ်းလျက်နေ၏ကိုယ်လည်းရှိနေပြီပြီးတော့မှအရန်ငိုရတယ် ချစ်တာ ው ဗျာဆိုသူစိတ်ထဲမှာလဲဟိုမတရားပြုကျင့်ခံလာရတဲ့အတွက်အပြစ်ရှိရဲ့စိတ်ကလည်းအပြစ်ရှိတယ်လို့ခံစားနေရတဲ့စိတ်ကလည်းရှိကောင်းရှိနိုင်စဉ်းစားကြည့်အဲ့ဒီခံစားချက်တွေအကုန်လုံးကဘာသာရှိမှမရှိနေတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်ဘာသာရှိဘုရားသခင်ကတော့ဒီအကြောင်းအရာတွေကိုသူယင်ဖွင့်မှာကျမ်းစာထဲမှာသူနဲ့ပတ်သက်ပြီးတော့မှ ဖခင်ကို तू ပြောပြရရရမပါအောင်ဒါပေမဲ့ဖခင်သခင်ကို तू ယင်ဖွင့်ပြီးတော့မှပြောမယ်ဆိုတာကျွန်တော်ယုံလို့ရတယ်ဆိုတော့အဲ့ချိန်မှာအောက်မှာဒါဝိဒ်က तू ယူလိုက်တယ်ပေါ့နော်ငွေ၂၀ခွန်ရောက်တော့ငိုကျွေးမြင်တန်းချိန်လွန်မှဒါဝိဒ်သည်လူကိုဆေလို့၍ထိုမိန်းမကိုနန်းတော်သို့ခိုးစီသည်ဖြင့်သူသည်မိဖုရားအဖြစ်သို့ရောက်၍တားယောက်ျားကိုဖွားမြင်လေ၏ တို့ရတွင်ဒါဝိဒ်ပြုတော်မူသည်ဒါရဘုရားရှိတော်၌ဆိုတော်မူဖြစ်သည်ဒါဝိဒ်ကခုနပြောလို့ပေါ့အချိန်ကာလတစ်ခုပေါ့ဆိုငူကြွေးမိတန်းတဲ့ကာလလွန်သွားတယ်ဆိုတော့ခုနပြောလို့ကိုဝန်တဖြည်းဖြည်းနဲ့အရင်မှဖြစ်လာပြီဗျဖြစ်လာပြီးတော့မှနှစ်သိမ့်နဲ့အင်းနဲ့ခေါ်ပြီးတော့မှသူ့ကိုမိဗျာမြောက်လိုက်တယ်မြောက်လိုက်တော့သူစိတ်ချမ်းသာမှာပေါ့လေနော်ဒီအချိန်မှာအော် ဒီလိုလည်းဖြစ်ရင်ဖြစ်မယ်ဒါမှသူဒါဝိတ်ကိုလည်းသူကြိုက်ချင်မှကြိုက်မယ်ဒါမှတိုင်းပြည်ရဲ့ရှင်ဘီရင်လည်းဖြစ်တယ်တိုင်းပြည်လုံးကလည်းလေးစားရတဲ့ပုံကိုသူကိုယ်တိုင်လည်းလေးစားခဲ့တဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှအခုချိန်မှာတော့ဘာဖြစ်ဥရိယကိုမရှိတော့ဘူးမရှိတော့ဘူးဆိုသူဒီလိုပဲသွားမယ်နည်းနည်းစိတ်ကတက်တာရရကောင်ရမှာပေါ့နော်အဲ့ဒီချိန်မှာသူမိပြဖြစ်ဒါပေမဲ့ဖယားသခင်ကတမတရားတဲ့အမှုကြီးလေဒါဝိတ်လုပ်တဲ့အမှုကမတရားတဲ့အမှုကြီး ဆုံးမတန်ခဲ့ခြင်းရက်ကိုရောက်လာပါဒါကျွန်တော်တို့သိပြီးသားပဲခဏကြာတော့ဒီတိုင်းနေတဲ့အချိန်မှာနာသန်ကိုလှုပ်ပြီးတော့မှပြောပြအာရှမင်းကြီးအဲကျွန်တော်တိုင်းပြည်မှာတစ်ထည့်တယောက်ရှိတယ်သူကစိတ်တီဂလိုးအုပ်တီအများကြီးပိုင်နေသူ့ကျွန်ဒီမှာသုံးမလေးတစ်ကောင်ပဲရှိတယ်တကယ်ကြဲ့တယ်လာတယ်အဲ့ဒီတီးရအဲ့ဒီကျွန်ရဲ့သုံးမလေးကိုပဲတက်ကျွေးလိုက်တယ်။အော်အဲ့မှာဒါဝိဒေါသထွက်အောင် နော်ဒါမျိုးငါနိုင်ငံမှာရှိလို့ဆက်ဆက်သေးရမယ်လို့ပြောလို့ပြောအဲ့ဒါအရှင်မင်းကြီးပဲဆိုမှပြောလိုက်တော့မှအဲ့ဒါသူလည်းပက်လက်လန်တယ်ဆိုအာအဲ့မှာနာတိုင်းကိုသူတောင်းမှန်တယ်အဲ့ဒါတခုတော့တော်တော်လေးအာကောင်းတဲ့အမှုဖြစ်တယ်ဆိုတာတွေ့ရတယ်နာတိုင်းကိုသူတောင်းမှန်တောင်းမှန်တယ်ဒါပေမဲ့နာတိုင်းကသူပြန်ပြောတာအခုအရှင်မင်းကြီးလုပ်တဲ့အမှုမှာအရှင်မင်းရဲ့ဆွေမျိုးသားချင်းနေရာ နောက်လာမယ့်မျိုးဆက်ကငင်းငင်းတက်တက်နေရမှာမဟုတ်တော့အဲအဲ့မှာဒုက္ခတွေပြဿနာတွေနောက်ဆက်တွေပါသွားရမယ်ထပ်ပြောမယ်အရှင်မင်းကြီးအခုဘိုက်ထဲမှာရှိတဲ့ဘာသက်ရှိဘသူများဟိုသူများယောက်ျားကိုတတ်တယ်တတ်တယ်ဆိုတာခုနအံပုံမီရဲ့လက်ချက်နဲ့တီအောင်တီချောင်းကြံစီတယ်နောက်တော့သူများမယားကိုပြစ်မှားတယ်ဆိုတော့ပြစ်ချက်ကြောင့်ခမည်းရဲ့ အခုဘာသာရှင်မနဲ့ရတဲ့သာသိရမယ်ဟာပြောတာကဲဒါဝိကိစ္စထားလိုက်ဘာသာရှင်ကခလေးမွေးထားတယ်ဒါမိခင်ကအကောင်းသိတယ်ခလေးမွေးထားတာအဲ့ဒီခလေးကသူ့စုံမဖာပြင့်မှာမရှိဘူးဒါဝိသူ့စော်ကားလို့သူရလာတာအခုမှဒါဝိနဲ့သူနဲ့ကတရားဝင်အာဇနီးမယားပုံစံမျိုးဖြစ်လာတာအခုဖျံသခင်ရဲ့စီရင်ချက်ထက်ရောက်လာတယ်ကဲဘယ်လိုလုပ်မလဲဒီကိစ္စမှာ ဆိုအရင်စိတ်တက်ကြရကြအောင်တေးရမယ်ဘာဖြစ်လာလဲဆိုလို့ဒါဓမ္မရာဇဝင်ဒုတိယဇာအခန်းကြီး7နှစ်ငွေ15ကိုရောက်လာတဲ့အခါမှာနန်းတော်မှထွက်သွားသောနောက်ဖာရောဘုရားသည်ဒဏ်ခတ်တော်မူသဖြင့်ဥရိယမယားတွင်ဖွားမြင်သောဒါဝိဒ်၏သားသည်ပြင်းစွာသောဝေဒနာကိုခံရ၏ဆိုတော့ဒါဝိဒ်ကအဲ့ချိန်မှာအစာမစားဘဲနေတော့ဆုတောင်းတော့ပါ အဲ့ဒီအချိန်မှာဘာသာရှိဘဘလို့ဖြစ်နေမလဲဘာသာရှိဘရဲ့ခံစားချက်ကဘာတွေဖြစ်နေမလဲကျွန်တော်တို့ကုချင်းစာကြည့်လို့ရပါတယ်ကြားရင်လည်းကြားမယ်ဒီစကားကိုဒါရှိမင်းကြီးကိုပြောသွားပြီဆိုသူ့အနေနဲ့တကယ်တော့မိခင်เนี่ยသာသမီပုံမှာထားတာကျွန်တော်တို့ဒီကိုယ်ဝန်ပြတ်ကြတဲ့အမေကိုတွေ့ဘူးလေเนาะတော်တော်လေးလူကောင်းလေး ဖြစ်နေမွေးကန်နေမှာပြတ်ကျသွားတဲ့သူတွေလည်းကျွန်တော်ကြားဝူးပါတယ်ကျွန်တော်ညီကိုကြီးတွေမှာလည်းရှိပါတယ်သူတို့ခံစားချက်အယံမကောင်းအယံဝမ်းနေတယ်ဒီကိစ္စကိုဒါမဲ့ဒါဝေးကြောင့်ခံရတာဘသူကဂျားရီကနေကိုစားခံနေရလဲဆိုလို့ရှိရင်ဘာသာရှိပါတောက်လျှောက်ဘာမှမနားလေပဲနဲ့တောက်လျှောက်သူကခံနေရဆိုတော့နောက်ဆုံးကျွန်တော်ထင်တယ်ဘာသာရှိပါလေ စစ်ပြစ်မယ်ဆိုလို့ရှိရင်သူ့ဘဝယူလုံးဝဆုံးဆုံးမြုပ်သွားအောင်တော့သူကအာသူ့စိတ်ထဲမှာဖြစ်သွားနိုင်နေနေတာရှိတယ်။ဒါပေမဲ့ဘာတရှိပါစိတ်မပြေဘူးပြ။စိတ်ပြက်ကောင်းစစ်ပြစ်မယ်ဒါပေမဲ့သူဆုံးရအောင်မရောက်တော့။သူအရှုံးမပေးဘူး။ဒီလိုသူရှိတယ်ဆိုတာတွေ့ရတယ်။နောက်ဆုံးဒါဆုံးသွားတယ်။ဆုံးသွားပြီးတော့မှသူလည်းနေရတယ် ဒါပေမဲ့အာဒါဝိတ်ကလည်းဘုရားရဲ့လူတွေဖြစ်ပါတယ်နော်ဘာသာရှိပေါ့ပြန်ပြီးနှစ်သိမ့်တဲ့အခါမှာအဲ့ဒီကြောင့်မှဘာရလာလဲဆိုတော့သူသားလေးရလာတယ်ဆိုတော့တွေ့ရတယ်โอเคဒါကြတော့နေ့ရစနေငွေ24မှာတဖန်ဒါဝိတ်ဒီခင်မွန်းဘာသာရှိပေါ့ကိုနှစ်သိမ့်စီတဲ့ဖြင့်သူထံသို့ဝင်ရဆက်ဆံလေဤသူဒီလေတားယောက်ကြောက်ကိုဖွားမြင်၏ ရှောလမုန်ကြီးဖြင့်အဘမဲ့လေဆက်ကြည့်ရခါမှာသံရဖျားသည်ထိုသူငယ်ကိုချစ်၍ဂျေဇူးပြုတော်မူသည်ဖြင့်ပရောဖက်နာသန်ကိုစေခိုင်း၍ယေဒိဒိအမိဖြင့်မဲ့တော်မူ၏ဆိုအဲ့ဒီမှာအပေါ့တွေ့ရလဲဆိုလို့ရှိရင်ဒါဝိဒ်ကိုဖျားသခင်ကဆုံးမသွန်သင်ခြင်းနဲ့ဒါဝိဒ်ကိုဖျားသခင်ကစီရင်ချက်ချပေမဲ့ဂျားထဲမှာ ဘာသာရှိဘောက်ကိုလည်းတွေးပြီးချလိုက်ရတယ်ဖြစ်သွားတယ်။ဒါမှတတ်နိုင်ဘူး။ तू ကလည်းအမှုတွေတွေပါနေ။အေးဒီဘက်ကိုပြန်ရောက်လာတဲ့အခါမှာတရဝင်ဖြစ်လာပြီဆိုတဲ့အခါမှာကြည်လင်နဲ့အခန်းကဏ္ဍကိုရောက်လာပြီဆိုတဲ့အခါမှာဒါဝိတ်နဲ့ဘာသာရှိဘောက်ရဲ့ตาရလာအဲ့ဒီตาကကျွန်တော်အားလုံးသိတဲ့ရှောလမောဘုရားကထပ်ပြီးတော့တော့မှာ confirm လုပ်ပြီးသေးတာက နာသန်ကြီးကိုခေါ်ပြီးတော့မှသွားသူ့နာမည်ကိုရေတီတီလို့ပြီးပါဆိုပြီးတော့မှဖိယသခင်ချစ်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာဖော်ပြထားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီအရာလေးကိုကျွန်တော်ကြည့်တဲ့အခါဘာလို့မြင်ရလဲဆိုတော့ကျွန်တော်တို့မတရားခံနေရတဲ့အရာတွေရှိနေတယ်ကျွန်တော်တို့တစ်ဖက်သက်နစ်နစ်နာနာဖြစ်သွားရတယ်ကျွန်တော်နားမလည်ဘူးအကျိုးကိစ္စတွေကျွန်တော်မသိဘူးအဲ့ဒါကြီးကျွန်တော်တက်တာထဲမှာခံနေရတယ် ဘာဖြစ်လို့ခံရတာလဲဘာကြောင့်ခံရတာလဲကိုလုံးလာလည်းမဟုတ်ဘင်းနေဆိုတဲ့ဥစ္စာတွေကျွတ်တယောက်ချင်းစီတိုင်းမှာမျိုးကုန်းနေရှိနေမှာလေဆိုတော့ဒီချိန်ဒီကာလမှာပိုဆိုးပါတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုမျိုးကုန်းနေဖြစ်တတ်ပါတယ်ဆိုတော့ကျွန်တော်ဖခင်သားသမီးညီကိုမောင်နှမတွေလည်းဒါမျိုးမျိုးကုန်းနေအများကြီးရှိနေမှာမတက်နိုင်ဘူးဗျတပည့်ရသခင်ကတခါကြီးကြောက်လို့ရှိရင်ခွင့်ပြုလိုက်ရတာမျိုးတွေရှိတယ်ဒါပေမဲ့ စိတ်မပြည့်နဲ့ဘုရားသခင်ကျွန်တော်တို့အမြဲတမ်းဒီအခြေအနေမှာထားမှာမဟုတ်ကျွန်တော်တို့အချိန်တန်ကြောက်လို့ရှိရင်ဘုရားသခင်ကတာယာတဲ့အချိန်တရားမျှတစွာဘုရားသခင်ကျွန်တော်ပြန်ပြီးမကောင်းကြီးပြီးတဲ့အချိန်ရှိလာအောင်ပါအာမင်ဆိုတော့ဒါကိုကျွန်တော်အာမင်ထူရမယ်ဆိုတော့ယေဒီဆိုတဲ့ဘုရားသခင်ကဘာသာရှိဘောက်ပြီးတဲ့နာမည်နဲ့ဟိုသူ့သားလေးကိုပြီးတဲ့နာမည်နဲ့အတူတူဘာသာရှိဘောက်ဘုရားသခင်စပြီးမျက်နှာလာစပြီးလား အဲ့ဒီအခြေအနေမျိုးအဲ့ဒီကာလမျိုးဖျားသခင်ကျွန်တော်ဘုံမှာတက်ရောက်လာအောင်ပါကျွန်တော်မျှော်လင့်လို့ရပါတယ်ဖျားသခင်ရဲ့သားသမီးတွေဖြစ်တဲ့အချိန်မှာဘေးတော့မှကျွန်တော်တို့တသမတ်တည်းကျွန်တော်တို့နှိမ့်ဆက်ညှင်းပန်းမတရားပြုကျင့်နေရတာကျွန်တော်တို့အဲ့လိုမျိုးပြသွားမှာမဟုတ်ပါဘူးကျွန်တော်တို့ကိုးကွယ်တဲ့ဖျားသည်တရားမျှတာတဲ့ဖျားဖြစ်ပါတယ်တမာတမတ်ကြတဲ့ဖျားဖြစ်ပါတယ်ဒီမှာစံစာထဲမှာဒီလိုသက်တည်ရှိရပါတယ်ပြီးတော့ကျွန်တော်နောက်တစ်ချက် ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့ဟိုနေ့ပေါ့နော်အဆုံးသက်လေးကိုလည်းပြန်ကြည့်တဲ့အခါမှာနောက်တော့တော့ရဲ့လည်းမရားတွေများတယ်ဗျအိမ်မှာ तू ကအသက်လေအူလာပြီဆိုအူလာတဲ့အခါမှာဆိုအဘေရှလုံရဲ့အကူအော် sorry ညီဖြစ်တဲ့သူကအသူရှင်မြင်လောက်တော့မေပေါ့လေအိမ်မှာရွာဘားလူဘားတို့လည်းခေါ်ပြီးမှစီယုံလို့သူလုတ်တယ်လုတ်တဲ့အချိန်မှာ prophet nathan သွားပြောတာ prophet nathan သွားပြောမှာ ေးဘသူ့တော့ပြောလဲဆိုတော့ဘာသာရှိဘောက်တော့ပြောတာဘာသာပြနေအဲ့တိုင်းငိန်နေနေနေနဲ့နှစ်သားရှောလမုံဟိုကောင်နန်းတက်လာလို့ရှိရင်နေသေးမှာအဲ့တော့နေတော့ပြောနေတော့ပြောလို့ရှိရင်ငါကလည်းတက်သေးလိုက်ပြီဆိုတဲ့အခါမှာဘာလို့ ਆ လဲဆိုတော့ဘာသာရှိဘောက်ကတွားပြီးတော့မှဒါဝိတ်ကိုသွားပြီးမှပြောပြတယ်ဆိုတော့ဒါဝိတ်ကိုသွားပြောတဲ့အရာလေးကိုကျွန်တော်နည်းနည်းလေးဖတ်ပြမယ်ဒါက အာဓမ္မရာဇဝင်တတိယဆုံးအခန်းကြီး1ငယ်18မှာဘာသက်ရှိဘကလည်းကျမသခင်ကုရောကုရောကသင်းဤသားရှောလမုန်ဒီငါအရာ၌စိုးဆန်၍နန်းထိုင်ရမည်ဟုကုရောဤဘုရားသခင်ထာဝရဘုရားကိုတိုင်တေ၍ကုရောကျွန်မအားချိန်ဆတော်မူပြီးဒါသူတို့ဂျားထဲမှာဘာသက်ရှိဘကိုချိန်ထားတာရှိတယ်ပြောပြထားတာတော့ရှောလမုန်ကိုနန်းတင်မယ်ဆိုတဲ့အရာပြောပြထားတယ်ကုရောအရှင်မင်းကြီးလည်းတည်တော်မူ၏ဒေါနိယသည် သူနွားမဆောက်ယူစူဖြိုးသောအကောင်များတို့ကိုတက်ပြီးလင်မင်းကြီးသားတော်အပေါင်းတို့နဲ့တကွာရစ်ပရဟိဂျာတာဘူဂျုံမင်းရွာဘတို့ကိုခေါ်ဖိတ်ပါ၏ကိုရောကျွန်ရှောလမုန်ကမခုံမဖိတ်ပါသူအရှင်မင်းကြီးကျမအရှင်မင်းကြီးဤအရာ၌စိုးဆန်၍အဘဲသူသည်နန်းထိုင်ရမည်ကိုမိန်တော်မူမည်ဟုဤတိလအမျိုးသားအပေါင်းတို့သည်ကိုရောကိုမျှော်လင့်လျက်နေကြပါ၏သို့မဟုတ်ကျမအရှင်မင်းကြီး ဒီဘူးတော်ဘေးတော်တို့နဲ့အတူချင်းဆက်တော်မူသောအခါကျွန်တော်မနဲ့သာရှောလမုန်သည်ယာဇဝုခံရတော်သူဖြစ်ပါလိမ့်မည်ဟုပြောလေ၏ထို့သောထံတော်၌ရှောက်စဉ်ပရောဖက်နာသန်သည်ဝင်းလျင်ဆိုတော့တတ်သူအရေးစုံမိသွားပြောရတာအဲ့ဒီမှာဒါဝိကတော်တော်အိုးနေပြီဆိုတော့ရှုနေမျိုးနေမျိုးသူဒီမိန်ကလေးနဲ့သူနေနေတယ်တော့အသက်ကတော်တော်ကြီးနေတဲ့ကောင်မှာဒါသူအရေးစုံပြီးတော့မှဝင်ပြောတဲ့အခါမှာ ခုနကျွန်တော်ပြောသလိုပေါ့ဒါနန်းလူနေပြီကျွန်တော်တို့တတ်တော်မှာဖြစ်တယ်ဆိုတော့ဒီမှာလဲဘာကိုတွေ့ရလဲဆိုလို့ရှိရင်ဘာသာရှိဘရဲ့အခြေအနေ position ကအခြေအနေတစ်ခုရောက်သွားပြီတို့လားရှင်ပြင်းနဲ့ဒက်ပြောရတဲ့အခြေအနေတစ်ခုရောက်သွားပြီတစ်ချိန်လုံးကမတရားခံရတယ်လို့ထင်ရပေမဲ့ဒီအချိန်မှာရှင်ပြင်းနဲ့ဓာတ်ရိုက်တွေ့ပြီးစကားပြောပြီးတော့မှ ဖခင်ရဲ့လူဖြစ်တဲ့နာသန်ကိုယ်တိုင်ကသူ့အကြံသွားပြီးပြီးတော့မှပြောရတဲ့ကိစ္စမျိုးတွေဖြစ်လာပြီဆိုတာတွေ့ရတယ်။ဒါဖခင်သခင်ရဲ့မျက်နှာသာပြန်ပြီးလာတဲ့အချိန်ကာလရောက်လာပြီ။ဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းဖခင်ဒါမျိုးပြင်ဆင်လာပါလိမ့်မယ်။အဲ့ခါမှာဒါဝိဒ်ကသူပြောတဲ့စကားကိုနားထောင်တယ်။ဒါကျွန်တော်အားလုံးသိပြီးသားပဲ။ငွေ28မှာထိုအခါဒါဝိဒ်မင်းကြီးကဘာသာရှိဘကိုခေါ်ခဲ့ပါဘူးမိန့်တော်မူသည့်အတိုင်းဘာသာရှိဘသည်လာရရှိတော်၌ယက်နေရှင်ပြန်ကလည်း ငါအသက်ဝိညာဉ်ကိုခတ်သိမ်းသောဒုက္ခတွေကကယ်နှုတ်တော်မူသောသာဝရဖျားအသက်ရှင်တော်မူသည့်အတိုင်းတင်ဣတာရှောလမုန်သည်ငါအရာ၌စိုးဆန်၍ငါကိုယ်စားနန်းထိုင်ရမည်ဣတိလမျိုး၏ဖျားသခင်သာဝရဖျားကိုငါတိုင်တည်၍သင့်အားကျိန်ဆိုသည်နှင့်အညီယနေ့ငါပြုတ်မည်ဟုတဖန်ကျိန်ဆိုတော်မူ၏ပြီးတော့မှကျွန်တော်ဆက်ဖက်ကြည့်လို့ရှိရင်ရှောလမုန်နန်းတင်နေရဖြစ်သွား ဆိုတော့ဘာသာရှိဘမတရားခံရတယ်စိတ်တက်ကြစိတ်ပြက်တယ်ဒါမဲ့ तू စိတ်မပြက်ဘူးအော်တဘွားစိတ်တက်ကြစိတ်ပြက်ခဲ့ရတယ်ဒါမဲ့ तू ကဟိုအရှုံးမပေးခဲ့ဘူးခုနပြောတဲ့ဘုရားသခင်ကမျက်နှာသာပေးလိုက်တဲ့ရှောလမုံလေးရည်တည်တီကို तू ကောင်းကောင်းမွန်မွန်ကြွေးမွေးပြုစုစောင့်ရှောက်ပြီးတော့မှ तू အသက်ရှင်လာတဲ့အခါမှာအချိန်တန်တဲ့အခါမှာသူ့သားကရှင်ပြန်တင်မြောက်ခြင်းကို तू မြင်ခဲ့ရတယ်ဆိုတာတွေ့ရတယ် ောက်ဆုံးဘုရားသခင်ကသူ့အဲ့ဒီအချိန်ဤတီအာလမ်းပြပို့ဆောင်ပေးခဲ့တယ်။ဒါကြောင့်ဒါလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှဆင်ခြင်တဲ့အခါမှာဒီနေ့ကျွန်တော်တို့ဒီဖခင်ရဲ့သားသမီးတွေဖြစ်ပါတယ်။အသက်ရှင်တဲ့ဖခင်ရဲ့သားသမီးဖြစ်တယ်တရားမျှတစွာစီရင်တဲ့ဖခင်ရဲ့သားသမီးဖြစ်တယ်ကျွန်တော်တို့မတရားခံရတာတွေဖိနှိပ်ခံရတာတွေ ကျွန်တော်တက်တာထဲမှာအိုးငါလည်းဘာမှမလုပ်ပဲနဲ့ဘာဖြစ်လို့ဓာရီကငါအသက်တာထဲမှာလာကြုံရပါလားလို့ကျွန်တော်မေးခွန်းရှိတယ်ဆိုလို့ရှိရင်ဒီနေ့အဲ့ဒီအရာတင့်အတွက်အနေနဲ့မဟုတ်ပါဘူးအချိန်တန်ကြလို့ရှိရင်ဘာသရှိဘောက်ဘုရားသခင်လမ်းပြပြီးချီးမြှောက်ပြီးတော့မှသူ့ရဲ့သားဒီဒါဝိရဲ့နေရာမှာရှင်ပြန်ဖြစ်တင်မြှောက်ခြင်းခံရတယ်လို့ကျွန်တော်တို့ဒီလေဘုရားသခင်မာဇပြီးတော့မှငါကမင်းရဲ့ ဖခင်ဖြစ်တယ်ငါကမင်းရဲ့သခင်ဖြစ်တယ်ငါကမင်းရဲ့အဖဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တက်တည်ထူလာမဲ့အချိန်ရှိပါတယ်ဒါကိုကျွန်တော်တို့နှုတ်ကပတော်အဖြစ်ညှို့လင်းလို့ရပါတယ်ခွန်အားယူလို့ရပါတယ်အားလုံးပေါ်မှာဖခင်တာဝန်ကောင်းကြီးပေးပါစေ